ားလုံးမင်္ဂလာပါခင်ဗျာ Manchester United အသင်းရဲ့ transfer news အကြောင်းလေးပြောပြပေးခြင်းပါတယ်ဆိုတော့မနေ့က Romano အတီးပြုတ်ပေးခဲ့တဲ့သတင်းလေးအပေါ်မှာမူတည်ပြီးတော့ Premier League club အသင်းကြီးတွေကတော့ရင်းနှီးနှဲခုံပြီးတော့အပြောင်းရွှေ့တော့ပေါ့နော်စိတ်လုံးရှားစရာလေးဖြစ်လာပါတယ်ဒါကတော့ Real Madrid အသင်းရဲ့တောင်ပံကစားသမားတဦးဖြစ်တဲ့ Rodrigo ကတော့လာမယ့်နေရာဒီအပြောင်းရွှေ့ဈေးကွက်မှာ Real Madrid အသင်းက ထွက်ခွာဖို့ရှိနေပြီးတော့ခေါ်ယူခြင်းနဲ့အသင်းတွေကိုလည်းလမ်းဖွင့်ပေးထားတယ်ဆိုတဲ့သတင်းလေးတစ်ပုဒ်ကတော့တက်လာပါတယ်ဆလိုတဲ့သဘောကတော့ Rodrigo အနေနဲ့ Premier League ကိုပဲပြောင်းရွှေ့ခြင်းနေရလား Premier League အသင်းကြီးတွေကိုပဲအာပြောင်းရွှေ့ဖို့အတွက်အချက်ပြလိုက်တာလားပေါ့နော်အဲ့ဒီနောက်ပိုင်းမှာဒါ Premier League ကလပ်အသင်းကြီးတွေဖြစ်တဲ့ Liverpool, Arsenal, Chelsea, Manchester United အသင်းတို့ကတော့အာ Rodrigo ရဲ့အခြေအနေလေးကိုစိတ်ဝင်စားပြီးတော့စောင့်ကြည့်နေတာမျိုးလေးတွေ ဖြစ်လာပါတယ်ဆိုတော့အားလုံးသိကြတဲ့အတိုင်းပဲ root drive ကိုကလည်းတကယ်ကို potential ရှိပြီးတော့တကယ်ကိုကောင်းတဲ့ကစားသမားဘရာဇီးလားဖြစ်တဲ့ Real Madrid အသင်းမှာလည်းသူ့ရဲ့အကောင်းမွန်ဆုံးသောခြေစွမ်းတွေကိုပြတ်သားခဲ့ပြီးသွားပြီးသူ Real Madrid အသင်းကထွက်ခွာမယ်ဆိုလို့ရှိရင်လည်းဥရောပကလပ်အသင်းအများပြား Premier League ကလပ်အသင်းကြီးတွေအပါအဝင်အာသူ့ကိုခေါ်ယူဖို့တော့စိတ်ဝင်စားနေတာ မျိုးတွေရှိတယ်ပြီးတော့အဓိကကတော့ Premier League ကလပ်အသင်းကြီးတွေနဲ့ကတော့ Rodrigo နဲ့ကတော့ရေပန်းတော်လေးစားနေတာမျိုးရှိတယ် အာလီဗာပူးတင်းဆိုလို့ရှိရင်လည်းမိုဆာလာရဲ့နေရာမှာလောင်တန်အတွက်ပေါ့နော်ရိုဒရိုက်ဂိုကိုခေါ်ယူခြင်းနေရာမျိုးရှိတယ်လို့ချက်စီအသင်းလဲထိုနီလကောင်းပဲမန်ချက်စတာယူနိုက်တက်အသင်းဒီလည်းအာထိုနီလကောင်းပဲတခြားသောအသင်းကြီးတွေကလည်းရိုဒရိုက်ဂိုကိုခေါ်ယူခြင်းနေရာမျိုးရှိတယ်ဆိုတော့ရိုဒရိုက်ဂိုအနေနဲ့လာမယ့်နေရာဒီမှာတကယ်ပဲရီယယ်မက်ဒရစ်အသင်းကနေထွက်ခွာဖြစ်ခဲ့မလားဆိုတော့ဒါလေးနဲ့ပတ်သက်ပြီးတော့ Manchester United အသင်းအပြောင်းအရွှေ့အဆက်ဆက်လေးကြောင်းကိုကျွန်တော်ပြောပြပေးခြင်းပါတယ်ဆိုတော့ United ကတော့လက်ရှိမှာ သူတို့တင်းရဲ့တောင်ပန်ကစားသမားတဦးဖြစ်တဲ့ Rashford ကို Aston Villa အသင်းကိုအငှားချထားတယ်။အာ Rashford နဲ့ Manchester United အသင်းရဲ့စာချုပ်သက်တမ်းကတော့2028အထိရှိနေသေးတယ်။အဲဒါပေမဲ့လည်း Manchester United အသင်းကတော့ Aston Villa အသင်းကိုအငှားချပြီးစာချုပ်ပြည့်ရင်တော့ Rashford ကိုအသင်းမှာပြန်လည်ခေါ်ယူမှာတော့မဟုတ်ဘူး။ရောင်းချဖို့စီစဉ်နေတာမျိုးလေးရှိတယ်။လက်ရှိ Manchester United အသင်းရဲ့နီးပြားဖြစ်တဲ့ Amorim ရဲ့အနာဂတ် မှာပေါ့နော် Rashford အနေနဲ့ပါဝင်မှုမရှိဘူးဆိုတဲ့သတင်းတွေတက်လာပြီးတဲ့နောက်မှာ Rashford ကို United ဘက်ကပေါင်တန်း40လောက်ရရှိခဲ့မယ်ဆိုလို့ရှိရင်တော့ရောင်းချခြင်းနေတာမျိုးရှိတယ်ဒါမှမဟုတ်လို့ရှိရင်လည်းအငှားချထားတဲ့ Aston Villa အသင်းကိုပဲစာချုပ်ပါအချက်လက်ရအပိသက်ပေါင်တန်း40နဲ့ရောင်းချသွားဖို့ဆန္ဒရှိနေတယ် Aston Villa အသင်းကလည်း Rashford ကိုပေါင်တန်း40ဝန်းကျင်လောက်နဲ့ခေါ်ယူဖို့တော့ဆန္ဒရှိတယ်ဒါပေမဲ့လည်းကစားသမားကိုရိုင်းကာယကရှင်ကိုရိုင်းကတော့အက်စတိုဗီလာအသင်းကအသင်းထက် ပို့ပြီးတော့မြင်းနေပေါ့နော်အတင်းတင်းကိုပြောင်းရွှေ့ခြင်းတွေလက်ရှိမှာတက်လာတဲ့ update news တွေအရဆိုလို့ရှိရင်တော့ Rashford ကတော့လာလီဂါအသင်းကြီးဖြစ်တဲ့ဘာစီလိုနာအသင်းကိုပြောင်းရွှေ့ခြင်းတွေတာမျိုးရှိတယ်။တစ်ဖက်ကဘာစီလိုနာကလည်း Rashford ကိုပေါင်တန်း40ပေးပြီးတော့ခေါ်ယူဖို့အဆင်မပြေမှုလေးတွေရှိနေတယ်။ဘာစီလိုနာကဘနာရေးပိုင်းဆိုင်ရာအခက်အခဲရှိတယ်။ဆိုတော့သူအသင်းကိုပြောင်းနေနေတယ်လို့သိရတာဖြစ်တဲ့အတွက်ကိုသူကတော့ဘာစီလိုနာကတော့ Rashford ကိုခေါ်ခြင်းနေတယ်ဆိုလို့ရှိရင်အတော့မှဒါပေါင်တန်း40လောက်တော့ပေးချေဖို့တော့စမ်းသပ်မရှိဘူး။ဆိုတော့ဒီပြောင်းရွှေ့လေးက တော်လေးဟိုလှုပ်ခတ်နေတာမျိုးရှိရေပေါ့နော်တစ်ဆက်ထဲမှာပဲခုနကကျွန်တော်ပြောတဲ့ road drive ကရီယယ်မက်ဒရစ်အသင်းကထွက်ခွာမယ်ဆိုတဲ့သတင်းတွေတက်လာတာကြောင့် Manchester United အသင်းကလည်း Rashford ကိုရောင်းချလို့ရတဲ့ငွေနဲ့အသင်းကထပ်ပြီးတော့စိုက်ထုတ်ပြီးတော့ပေါ့နော် road drive ကိုခေါ်ယူဖို့အတွက်အစိမ်းဝင်စားနေဆိုတဲ့တည်နေကလည်းဒီနေ့မှတက်လာတာမျိုးလေးတွေရှိတယ်။မနေ့ကဆိုလို့ရှိရင်လည်းကျွန်တော် Real Liverpool မှာတင်ပေးခဲ့တယ်။ Liverpool တင်ရလေ Rodrigo နဲ့ Real Madrid အသင်းရဲ့အခြေအနေကိုအာစောင့်ကြည့်ပြီးတော့ Rodrigo ကိုခေါ်ယူခွင့်ရမလားပေါ့နော်။အဲဒီလိုမျိုးလေးတွေ အဲတင်းလေးတွေတက်နေတာမျိုးရှိတယ်။ဒီနေ့မှဆိုလို့ရှိရင်လည်း Manchester United အတင်းကသူတို့အတင်းရဲ့ကစားသမားဖြစ်တဲ့ Rashford ကိုအပေါင်30ဝန်းကျင်ခန့်ရမယ်ဆိုလို့ရှိရင်တော့ရောင်းချသွားဖို့ဆန္ဒရှိနေပြီးတော့ Rodrigo ကိုခေါ်ယူဖို့အတွက်အကြိုးစားလာနိုင်ဖို့ရှိရဆိုတဲ့တင်းလေးတွေကဒီနေ့မှထပ်ပြီးတော့တက်နေတာမျိုးရှိပါတယ်။ဆိုတော့ United အနေနဲ့ကလည်း Rashford ကိုအရောင်းချနိုင်မလား Rashford ကိုယ်တိုင်ရော Barcelona အတင်းကိုပြောင်းရွှေ့သွားမလားဆိုတော့ဘယ်အတင်းကိုရောက်ရှိသွားမလဲ Rodrigo ကို ပရီးမီးယားလိအသင်းကြီးတွေကဘယ်အသင်းကလာမယ့်နေရာဒီအပြောင်းအရွှေ့မှာခွဲယူသွားနိုင်မလဲစိတ်ဝင်စားဖို့တော့ကောင်းနေပါတယ်ဆိုတော့အမြင်လေးတွေကို comment box မှာဝင်မျှပေးသွားကြကြပါဦးကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ